စွမ်းအင်ဆိုတာကတော့အလုံးလုံးနိုင်တဲ့စွမ်းရည်ပဲဖြစ်ပါတယ်။ကျွန်ုပ်တို့ပတ်ဝန်းကျင်မှာဆိုရင်စွမ်းအင်အမျိုးမျိုးရှိပြီးတော့အဲ့ဒီစွမ်းအင်ကအသွင်အမျိုးမျိုးနဲ့ရှိပါတယ်။ဥပမာဆက်ဆွမ်းရင်ဆက်ဆွမ်းရင်မှာဆိုရင်အရည်ဆွမ်းရင်နဲ့အတီဆွမ်းရင်ရှိတယ်။အလင်းဆွမ်းရင်အပူဆွမ်းရင်နဲ့လျှက်ဆက်ဆွမ်းရင်စသည်လို့ဖြစ်ပါတယ်။နေမရရှိတဲ့အပူဆွမ်းရင်ဟာရေအိမ်မှရေတွေကိုအငွေ့ပြန်စေနိုင်ပါတယ်။ဘက်ထရီမှလျှက်ဆက်ဆွမ်းရင်ကကစားစရာ ကားတွေကိုရွေရှားစေနိုင်ပါတယ်။ လုပ်ငန်းတွေရွေးလျားနေတဲ့အရာဝတ္ထုမှာဆိုလို့ရှိရင်ဘယ်စွမ်းရင်ရှိပါသလဲအော်ကာကြီးဘောလုံးတစ်လုံးနဲ့ရေအပြည့်ဖြည့်ထားတဲ့ပလတ်စတစ်ဘူးသေး6ဘူးကိုတစ်ချက်လို့ယူပါမယ်ပုံမှာပေါ်ပြထားတဲ့အတိုင်းပဲမိမိရွေးချယ်ထားတဲ့နေရာကနေပြီးတော့2မီတာအကွာဝေးမှာရေဘူးလေးတွေကိုထောင်ထားမယ်။ ခခွေဘောလုံးကိုကင်ပြီးတော့ရေဘူးများစီကိုဖြင်းညင်းစွာလှိမ့်ပြီးတော့မှ ရေဘူးအရွေအတွက်ဘလောက်တိုက်ချနိုင်ပါသလဲခါငယ်ရေဘူးကိုထမှန်ပြီးတော့ပြန်ထောင်မယ်ပရမအကျင့်ကြိုးစားတဲ့ရွေလျောင်းမှုနှုံးအတိုင်းအဆင့်ခခွေကိုတောက်ထက်နှစ်ကျင့်ထမှန်ပြုလုပ်မယ်လုံးဆောင်ချက်သုံးခုမှာဆိုလို့ရှိရင်လဲကျသွားတဲ့ရေဘူးရေအတွက်တွေကိုဇရားမှာမှတ်သားမယ်။ဂါကြီးရေဘူးတွေကိုထမှန်ပြီးတော့ထောင်မယ်။ယခုအချိန်မှာ ဘောလုံးတွေကိုရေဘူးများစီကိုလှင့်မြန်စွာလှိမ့်မယ်။ရေဘူးဘလောက်တိုက်ချနိုင်မလဲ။ထိုးရွေလျားမှုနှုံအတိုင်းနှစ်ကြိမ်ထပ်မံပြုလုပ်မယ်။ထိုလုံးဆောင်ချက်၃ခုကိုလဲကျသွားတော့ရေဘူးအရေအတွက်တွေကိုတချေတို့ကဇရားမှာတချေတို့ကမှတ်သားပါမယ်။ငါအဲ့တော့လက်တွေ့ပြုလုပ်ပြီးတော့ဇရားမှာတချေတို့တွေဖြစ်ဆက်ပင်။ကဲအဲ့တော့အဲ့လိုဖြစ်ဆက်ပြီးရင်တော့အောက်ပါမေးခွန်းလေးတွေကိုဖတ်ရှုပြီးတော့လုပ်ငန်းမှာတွေ့ရှိချက်ကလေးတွေကိုတချေတို့အုပ်စုအတွင်းဆွေးနွေးကြရအောင်။နံပါတ်၁ မြည်သည့်အချိန်တွေရေဘူးတွေကို ပို့ပြီးတော့တိုက်ချနိုင်ခဲ့ပါသလဲဘာကြောင့်လို့ထင်ပါသလဲဟုတ်ပြီအဖြေလေးကတော့ဘောလုံးလေးတွေမြန်မြန်ရွေ့သွားတဲ့အခါမှာရေဘူးတွေကိုပို့ပြီးတော့တိုက်ချနိုင်ပါတယ်နံပါတ်1လှိမ့်တဲ့ဘောလုံးတွေမှာစွမ်းရင်ရှိပါသလားဘလို့ထင်ပါသလဲဟုတ်ပြီအဖြေလေးကတော့လှိမ့်တဲ့ဘောလုံးတွေမှာစွမ်းရင်ရှိပါတယ်ဘာကြောင့်လဲဆိုတော့ဘောလုံးဟာရေဘူးတွေကိုတိုက်ချနိုင်တဲ့အတွက်ကြောင့်ပဲဖြစ်ပါတယ် နံပါတ်3စွမ်းရင်ပမာဏနဲ့ဘောလုံးရဲ့ယူလျားမှုအကြားဆက်ဆက်မှုဟာဘာပါလဲဟုတ်ပြီအဖြေလေးကတော့ဒီချေတို့ဘောလုံးဟာနှင်းနှဲသွားတဲ့အခါမှာတော့ဒီချေတို့စွမ်းရင်နှဲသွားပြီးတော့ဘောလုံးဟာမြင်းမြန်းလိမ့်သွားတဲ့အခါမှာတော့ဒီချေတို့ကစွမ်းရင်ပို့ပြီးတော့များလာတာကိုတွေ့ရပါမယ်ဟုတ်ပြီလေဖြင်းချင်းစွာလိမ့်တဲ့ဘောလုံးနဲ့လှင်မြန်းစွာလိမ့်တဲ့ဘောလုံးတွေမှာဆိုရင်ဘယ်သူကစွမ်းရင်ပို့များပါမလဲအဖြေလေးကတော့လှင်မြန်းစွာလိမ့်သွားတဲ့ဘောလုံးဟာ စွန့်ရင်ပုံများပါမယ်။ကဲဟုတ်ပြီအဲ့တော့ဒီချက်ကိုနေ့ရတော့ဇာတ်လေးကိုရှင်းပြပေးပါမယ်။ဟုတ်ပြီကဲအဲ့တော့ဒီချက်ကကိုနေရတာတော့သမီးတို့ဇာတ်လေးပြပေးထားတယ်အဲ့တော့ဘောလုံးရဲ့ရွေလျားမှုအနှင်းနဲ့အမြန်ပေါ့အဲ့တော့လဲကြသွားတယ်ရေဘူးအရေအတွက်အဲ့တော့ပထမတစ်ခုမှဆိုလို့ရှိရင်တော့ဒီချက်တို့ကနှင်းနေသွားတဲ့အခါမှာပထမတစ်ချိန်ကတော့တဘူးဘလောက်ပဲလဲလိမ့်မယ်ဒုတိယချိန်မှလည်းတဘူးလောက်ပဲလဲမယ်တတိယချိန်မှလည်းတဘူးပဲလဲလိမ့်မယ်ဘာလို့ဆိုရင်ဘောလုံးရဲ့ရွေလျားမှုကနှင်းနေလေးပဲသွားလို့ ကဲတချို့ကဘောလုံးရဲ့ပြလာမှုမမြန်သွားလိုက်ပြီအဲ့တော့ဒူပထမအချိန်မှာဆိုရင်တော့တချို့ကနှစ်ဘူးလောက်တော့လဲသွားနိုင်တယ်ဒုတိယအချိန်မှာသုံးဘူးတတိယအချိန်မှာလေးဘူးဒါတော့ဒါတော့သမီးတို့ဘောလုံးရဲ့ညံနှုံးပေါ်မှာမူတည်ပြီးတော့ဒါကလဲကျသွားနိုင်တဲ့ရေဘူးလေးအရေအတွက်ပေါ့နော်အဲ့တော့သင်ခန်းစာလေးကိုတချေတို့ဒီမှာရက်ပြီးတော့နောက်စာသင်ချိန်မှာတချေနဲ့တူတူပြန်တွေ့မယ်เนาะလုပ်ငန်းနဲ့ အမြင့်တနေရာတွင် ရှိသောအရာဝတ္ထုတစ်ခုတွင်မိသည့်စွမ်းရင်တူလောင်ထားသနည်းတချေတို့ကဒီမှာလင်ပန်းထဲမှာတချေတို့ကသဲအပြည့်ကို ဖြည့်မယ်ပြီးရင်တချေတို့လက်သီးဆုပ်အရွယ်ပေါ့နော် ကြောက်ခဲတစ်ခဲကိုတချေတို့ကယူမယ်ပြီးတော့တချေတို့တွေကအဲ့ဒီကြောက်ခဲလေးကိုတချေက50စင်တီမီတာအမြင့်လောက်မှာတချေကထားမယ်။ ဟုတ်ပြီအဲ့တော့ဒီချက်ကလွှတ်ချလိုက်မယ်ကဲအဲ့တော့လွှတ်ချလိုက်တော့တာတော့သမီးတို့တွေ့မယ်အဲ့တော့သဲလေးမှဂျိုင်းခွက်ကလေးခွက်သွားတာကိုတွေ့လိမ့်မယ်ဒါလေးကိုမှတ်ထားပြီးနော် ကဲဟုတ်ပြီခုနကတော့ဒီချဲက50စင်တီမီတာမှာဟုတ်ပြီနော်အမြင်လေးမှာဒီချဲခင်းလုံးလေးကိုလွှတ်ချပေးထားတယ်။အဲဒီမှာသားတို့သမီးတို့ကိုသူရဲ့ဂျန်းခွက်အနေထားလေးကိုလည်းဒီချဲမှတ်သားခိုင်းထားတယ်။ဟုတ်ပြီကဲအခုဒီချဲက100စင်တီမီတာအမြင်မှာဒီချဲကခင်းလုံးလေးကိုလွှတ်ချကြည့်မယ်။ဟုတ်ပြီနော်။โอเคအဲ့တော့ဒီချဲလွှတ်ချပြီ။ကဲအဲ့တော့ကြည့်ပေးပါ။ခုနကတော့50စင်တီမီတာလေးမှာ ထပ်ပြီးတော့ကပြင်အောင်လို့ဒါ100စင်တီမီတာမှာတစ်ချဲလွှတ်ချပေးထားတာเนาะကဲဦးနာ90စင်တီမီတာမှာလွှတ်ချပေးထားပဲအဲ့တော့ဂျိုင်းကွက်အနေထားနှစ်ခုကိုတစ်ချဲရှင်းကြည့်ခိုင်းမယ်เนาะကဲဘယ်သူကပို့ပြီးတော့ဂျိုင်းကွက်ကလေးကပို့နဲ့နေလဲအဲ100စင်တီမီတာမှာလွှတ်ချလိုက်တဲ့ဂျိုင်းကွက်အနေထားလေးကပို့ပြီးတော့နဲ့နေတာကိုသားတို့သမီးတို့တွေ့လိမ့်မယ်ကဲဟုတ်ပြီအဲ့တော့ဒီချဲကမင်းကုန်းလေးတွေဆက်ပြီးတော့ဒီချဲနဲ့တူတူဖြည့်ကြည့်အောင် အမြင့်တနေရာနေပြီးတော့တချေခဲလုံးလေးတွေကိုလွှတ်ချလိုက်တဲ့အခါမှာသဲလေးတွေဘယ်လိုဖြစ်သွားပါသလဲဟုတ်တယ်သဲလေးတွေဘာဖြစ်သွားလဲခြိုင်ဝင်သွားတယ်နော်ဟုတ်ပြီနော်ကဲလက်ထဲမှာရှိတဲ့ခဲလုံးလေးတွေဟာငြိမ်သက်နေတဲ့အခါမှာပေါ့နော်ဘယ်လိုမျိုးစွမ်းရင်ရှိသလဲအဲ့တော့တချေတို့လက်ထဲမှာရှိတဲ့ခဲလုံးလေးဟာငြိမ်သက်နေတဲ့အချိန်မှာတချေတို့ဘာစွမ်းရင်လဲဆိုတော့အတီစွမ်းရင်ရှိတယ် ဟုတ်ဘူးနော်။ဘာကြောင့်လို့ထင်လဲ။တချဲတို့ကမရွေ့တဲ့အတွက်ကြောင့်သူ့ကိုမလွတ်ချရသေးဘူး။မရွေ့တဲ့အတွက်လက်ထဲမှာပဲသူဟာတည်ငြိမ်ပြီးတော့ရှိနေတာဖြစ်တဲ့အတွက်သူဟာအတေဆွမ်းရင်ဖြစ်ပါတယ်။အမြင့်ပြောင်းလဲသွားတဲ့အခါမှာဈိုင်းဝင်သွားတဲ့အနက်ပမာဏဘလို့ပြောင်းလဲသွားလဲ။ကဲအဲ့တော့တချဲတို့ပြောကြည့်အောင်။ကဲအဲ့တော့တချဲတို့90စင်တီမီတာမှာတချဲတို့တွေအမြင့်ကဘလောက်လဲ။ဈိုင်းဝင်သွားတဲ့အနက်ကလေးကတိမ်သွားတယ်။တချဲတို့100စင်တီမီတာ တရာစီလီမီတာမှာကြတော့ဘာဖြစ်လဲအမြင့်ပြောင်းလိုက်တဲ့အခါမှာတော့ဘာဖြစ်လဲပိုပြီးတော့နက်သွားတာကို သားတို့သမီးတို့တွေ့ရပါလိမ့်မယ်။စွမ်းရင်ပမာဏနဲ့ဂဲလုံးရဲ့အမြင့်အကျားဆက်ဆက်မှုကဘယ်လိုဖြစ်မလဲ။ဟုတ်ပြီနော်။အဲ့တော့စွမ်းရင်ပမာဏကဂဲလုံးနဲ့အမြင့်အကျားမှာဘယ်လိုဆက်ဆက်မှုရှိလဲဆိုလို့ရှိရင်အမြင့်ကမြင့်သွားလို့ရှိလို့ရှိရင်ပိုပြီးတော့ဘာဖြစ်လဲစွမ်းရင်ပမာဏကြီးတာကိုသားတို့သမီးတို့တွေ့ရပါလိမ့်မယ်။ ေပြင်ကနေပြီးတော့မှ90စင်တီမီတာအမြင့်နဲ့100စင်တီမီတာအမြင့်နေပါဆိုလို့ရှိရင်ဂဲလုံးကိုကင်ထားစင်မှာဘယ်စွမ်းရင်ကပိုများပါသလဲဟုတ်ပါတယ်100စင်တီမီတာကစွမ်းရင်ပိုများပါတယ်ဟုတ်ပြီနောက်တစ်ခုနေပေါ့နော်ဂဲလုံး၌အတိစွမ်းရင်ရှိတယ်ဆိုတာဘာကြောင့်လို့ထင်ပါသလဲဟုတ်တယ်ဂဲလုံးမှာအတိစွမ်းရင်ဘာလို့ရှိလဲဆိုရင်တချေတို့က မလွတ်ချရသေးဘူးသူကိုဘာဖြစ်လဲတချေတို့ကဂဲလုံးလေးကိုတချေတို့ကခြင်ထားတော့မဲရှိသေးတာဖြစ်တဲ့သူဟာမရွေရှားသေးတာဖြစ်တဲ့သူမှာအတီဆွမ်းရင်ရှိနေတာဖြစ်ပါတယ်အဲ့တော့သင်ငန်းစာလေးကိုတချေတို့ဒီမှာရက်ပြီးတော့နောက်စာသင်ချိန်မှာတချေနဲ့တူတူပြန်တွေ့မယ်နော်လုပ်ငန်း၃လေးကိုတကယ်လို့ဆက်ပြီးတော့လေ့လာကြရအောင် ရာဝတ္ထုတစ်ခုကိုတဲ့မြင့်ရာမှနေရာကိုလွှတ်ချလိုက်တဲ့အခါမှာဘယ်စွမ်းရင်ရှိပါသလဲပုံမှာပြထားတဲ့အတိုင်းဇပွဲပေါ်မှာဘောလုံးတစ်လုံးကိုအစွန်းတစ်ခုကနေပြီးတော့ဒင်ကြီးဆောင်တစ်ခုပေါ်ကိုတကယ်တော့လှန့်ချလိုက်မယ်ဘောလုံးရဲ့ရွေလျားမှုနဲ့အမြင့်ဘလို့ပြောင်းလဲသွားမလဲဆိုတာကိုကြည့်ရှုလေ့လာပါမယ်လေးလာတွေ့ရှိချက်ကလေးတွေကိုအခြေခံပြီးတော့မိကုန်းလေးတွေကိုဖြည့်ဆို့ကြရအောင်နံပါတ်1 အဲ့တော့ပုံကာကြီးမှာရှိတဲ့နေရာမှာဆိုရင်တဲ့ဘောလုံးဟာဘလို့စွမ်းရင်ရှိပါသလဲဟုတ်ပါတယ်ပုံကာကြီးမှာရှိတဲ့ဘောလုံးလေးမှာဆိုရင်တော့အတိစွမ်းရင်ရှိပါတယ်နံပါတ်1ပုံမှာရှိတဲ့ခါခွေးနဲ့ခန်းငယ်နေရာတွေမှာဘောလုံးဟာတဲ့ဘလို့စွမ်းရင်ရှိပါသလဲဘာကြောင့်လို့ထင်ပါသလဲအဲ့တော့ပုံခါခွေးနဲ့ပုံခန်းငယ်တွေရဲ့ဘောလုံးဟာရွေလျားနေစေဖြစ်တော့အတွက်ကြောင့်ဒီကျေတို့ဟာအရွေစွမ်းရင်ရှိပါတယ်သို့တော့ဘောလုံးဟာမြေပြင်မှ အမြင့်တနေရာမှာ ရှိနေသေးတဲ့အတွက်ကြောင့်အတီဆွမ်းရင်လည်းရှိပါတယ်။နံပါတ်3ပုံရှိဂါကြီးနေရာမှာဆိုလို့ရှိရင်တော့တဲ့ဘောလုံးကဘလို့ဆွမ်းရင်ကိုတွေ့ရှိရပါသလဲ။ဘာကြောင့်လို့ထင်ပါသလဲ။ဟုတ်ပြီအဖြေလေးကတော့ပုံဂါကြီးမှာဆိုလို့ရှိရင်တော့ဘောလုံးလေးဟာရွေလျား နေသေးတဲ့အတွက်ကြောင့်ရွေဆွမ်းရင် ရှိပါတယ်။နံပါတ်4မိကုန်လေးအရာဝတ္ထုတစ်ခုမြေပြင်ပေါ်သို့ကျောက်တဲ့အခါမှာအတီဆွမ်းရင်ရှိပါသလားအရွေဆွမ်းရင်ရှိပါသလား ဟုတ်ပြီအဖြေလေးကတော့ဘောလုံးဟာမြေပြင်ကို ရောက်တဲ့အခါမှာအမြင့်မရှိတော့တဲ့အတွက်ကြောင့်အတိစွမ်းရင်တော့မရှိတော့ပါဘူးဘောလုံးဟာရွေလျားနေတဲ့အတွက်ကြောင့်အရွေ့စွမ်းရင်ပဲရှိပါတယ်အဲ့တော့စွမ်းရင်တင်းမြဲမှုနေရာမှာအရာစွမ်းရင်ကိုဖန်တီးလို့လည်းမရသလိုဖြတ်စည်းလို့လည်းမရပါဘူးစွမ်းရင်အသွင်တစ်မျိုးမှအခြားတစ်မျိုးတို့သာသူကကူးပြောင်းလို့ရနိုင်ပါတယ် ဥပမာလျှက်စစ်မော်တာမှာဆိုလို့ရှိရင်တော့လျှက်စစ်စွမ်းရင်မှာဆက်စွမ်းရင်တို့ပြောင်းလဲပြီးတဲ့ပစ္စည်းဖြစ်ပါတယ်။လျှက်စစ်မီးဘူးကတော့လျှက်စစ်စွမ်းရင်ကနေပြီးတော့အပူစွမ်းရင်ကိုပြောင်းလဲပြီးတဲ့ပစ္စည်းပဲဖြစ်ပါတယ်။ဒီချေတို့အနှစ်ချုပ်ကြည့်အောင်။ရွေလျားနေတော့အရာဝတ္ထုတစ်ခုမှဆိုရင်တော့အရွေစွမ်းရင်ရှိတယ်။အရွေစွမ်းရင်ဆိုတာကတော့ရွေလျားနေတဲ့အရာဝတ္ထုမှရှိတဲ့စွမ်းရင်ပဲဖြစ်ပါတယ်။ အရာဝတ္ထုတစ်ခုမြန်မြန်ရွေ့သွားလို့ရှိရင်တော့ရွေ့စွမ်းရည်များပြီးတော့အရာဝတ္ထုတစ်ခုနှေးကွေးစွာရွေ့သွားလို့ရှိရင်တော့ရွေ့စွမ်းရည်ဟာနည်းပါတယ်အတိစွမ်းရည်ဆိုတာကတော့အရာဝတ္ထုတစ်ခုရဲ့တည်နေရာကြောင့်အဲ့ဒီအရာဝတ္ထုမှာရရှိတဲ့စွမ်းရည်ပဲဖြစ်ပါတယ်မြေပြင်ပေါ်မှာရှိနေတဲ့ဂဲလုံးဟာအတိစွမ်းရည်မရှိပါဘူး မြေပြင်ရဲ့အထက်အမြင့်ရှိမှသာသူဟာအတီဆွမ်းရင်ရှိပါတယ်။အရာဝတ္ထုတစ်ခုကမြေပြင်အထက်ပို့ပြီးတော့မြင့်လို့ရှိရင်ထိုအရာဝတ္ထုကတော့အတီဆွမ်းရင်ပိုများပါတယ်။အရာဝတ္ထုတစ်ခုကအမြင့်တနေရာမှမြေပြင်ပေါ်သို့ကျနေစဉ်တွင် ထိုအရာဝတ္ထု၌အတီဆွမ်းရင်နဲ့အရေဆွမ်းရင်ဆိုပြီးတော့ရှိပါတယ်။ဘောလုံးစပွဲပေါ်မှာရှိတဲ့အခါမှာတော့အတီဆွမ်းရင်ရှိပြီးတော့ဘောလုံးမြေပြင်ပေါ်ကျတဲ့အခါမှာတော့အရေဆွမ်းရင်ရှိပါတယ်။ တော့သင်ခန်းစာလေးကိုဒီချေတို့ဒီမှာရက်ပြီးတော့နောက်စာသင်ချိန်မှာဒီချေနဲ့တူတူပြန်တွေ့မယ်နော်